ဖန်ခါတော့ဟုတ်လားဗျာဟောဘယ်လိုဝေးဖန်ခါလားတမဗျာဟိုပါဗောနည်းစစ်စေးမင်းမြန်ခါလားဟိုပါဗောဘယ်လိုဝေးဘာကြောင့်အဲ့လိုတော့ကြားနေရတယ်တမဗျာအဲ့နဲ့ဘာပဲပြောလို့ဗောတန်ကောင်းနဲ့ပြောရမှာတမဗျာစစ်တပ်ကဖန်တယ်စစ်တပ်ကဇဘုံကြီးကိုစစ်တပ်ကဖမ်းသွားပါပြီနေ့လေနှစ်နာရီခွဲမှာဖြစ်ပါတယ်ပင်ဦးတွေနေမှာလာရောက်ဖမ်းဆီးတာဖြစ်ပြီးအခုတော့နန်းတွင်းကလေဗရိတ်စစ်ဌာနချုပ်ထဲမှာဇဘုံကြီးတစ်ခေါက်သွားနေများချွတ်နေပြီလားအမှုသုံးမှုနဲ့ဖမ်းဆီးတာဖြစ်ပြီး ဟုတ်လဲတော့ပြီးရတယ်ဟုတ်ပါတယ်အောင်မင်းပါဗျာအော်အဲကျေးဇူးပါဗျာအခုလိုမျိုးမှန်မှန်ကန်ကန်ဖြေရောက်ပြီးရတယ်ပေါ့ကျွန်တော်အခုကောင်းမင်းဆိုတော့ပြောပါပါရနော်ကောင်းမင်းဆိုတော့ပြောပါပါကျွန်တော်တို့တိကျပို့တော့ဘိုးရောခင်ဗျာခေါင်းလည်းထည့်နိုင်တယ်ဟုတ်ဗျာဟာဟာဘ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 ယ်လိုဖြစ်လို့လဲဘယ်လိုဖြစ်လို့လုပ်ပါအောင်သူ့အောင်သူခေါင်းနှင်းကအောင်မင်းနဲ့ပါတိုင်လို့ရလုပ်ပါအောင်အဲ့တော့စင်ဝင်တော့ဗျာဒီကခဏအောင်ကျွန်တော်ပြောချင်တာတော်တော်တက်လို့ရှစ်တဲ့လူဗျာခဏလောက်ရတယ်ဒီကခဏတော်တော်ဟိုအနတ်တော်တော်ခိုးရပြီဗျာ ဟုတ်ဘယ်သူကတက်မလို့ဖြစ်တာလဲလုပ်ပါအောင်ပြောပါအောင်ခင်ဗျာကိုစော်ဘူးဝေးထောက်ပြနေတာလေခင်ဗျာမကြောက်လားဗျာခင်ဗျာပြည်သူလူထုဘက်မှာခင်ဗျာပြည်သူလူထုခက်ခဲလို့ပြထောက်ပြနေတာလေဗျာတက်မလို့ရေလိုအပ်ချက်တွေထောက်ပြနေတာလေဗျာတက်မလို့ချစ်လို့အာတော်တော်ကြီးကုန်ပြီဗျာပဲကျွန်တော်ကကျွန်တော်ပြောပြမယ်ကျွန်တော်သူ့နာမည်တော့တက်မပြောချင်ဘူးဗျာเนาะကျွန်တော်ပြောပြမယ်အဲ့ဒီလူကလိုင်းပေါ်မှာပြောနေရတယ်ကျွန်တော်ကြားတယ်ခင်ဗျာတကယ်အဲ့ဒီလူကိုတကယ်ထောက်ခံတယ်တကယ်ကြိုက်တယ်ဆိုရင်သူ့ရဲ့ post တွေကြိုက်တဲ့ post ယူလာခဲ့လိုက်ကြိုက်တဲ့ post ခင်ဗျာကျွန်တော်ထောက်ပြလိုက် အဲ့ဒီ pose နဲ့ပတ်သက်ပြီးတော့သူဟာတက်မတော်နဲ့ပြည်သူကိုတကယ်ချစ်မချစ်ကျွန်တော်နဲ့ခမရနဲ့ဒီဘက်ကြိုက်တဲ့ချိန်လုံးလို့ရတယ်နော်ခမရတဲ့အော်ဒါလည်းမဟုတ်ကြိုက်တဲ့သူဗျာမြန်မာပြည်မှာရှိတဲ့လူအဲ့ဒီအဲ့ဒီဘဲကိုထောက်ခံတဲ့ကောင်ဘဲကောင်မဆိုအဲ့ကောင်ပြောတဲ့ဟာတွေဟာတက်မတော်နဲ့ပြည်သူလူလူကိုအကျိုးပြုပါတယ်အမှန်တကယ်ချစ်တဲ့စိတ်နဲ့ပြောပါတယ်ဆိုတဲ့ post ကိုခမရကြိုက်တဲ့ယူလာခဲ့ကျွန်တော်ကြက်တဲ့ဟာလည်းကျွန်တော်ဓာတ်မကုန်ဘူးလို့ခေါ်မလဲ။ဘာလို့ဒီဘေးလို့လို့ရလဲ။နော်ဒီဘေးလို့လို့ရ။ကျွန်တော်ပြောပြမယ်ဗျာ။ ကဲပြည်သူတွေစမ်းမဲ့လူတယောက်ယောက်ွားလို့စိတ်မကောင်းစရာတပင်းလေးပြောပြမယ်အဲ့ဒါကတော့မနေ့ရက်တည်းကကြားတာနော်ညရက်တည်းကကြားတာပေါ့အတီးပြုတ်ကျဲဝင်ဖြစ်နေအခုမီဒီယာတွေမှာတင်းလာပြီဒါကတော့ဇော်ဘုံဟိဖန်းကန်ထီွားပါပြီနော်ဘုံဘုံကိုဇော်ဘုံဟိမနော်ကိုဇော်ဘုံဟိတောင်းမဲ့ကျွန်တော်စီလာလာမင်းနေလို့ကျွန်တော်လိုင်းမတက်တော့ဘူးလို့အဲစေစားပြီးစာဖတ်နေတာ စာဘက်နေနဲ့ဖုန်းတွေခဏခဏချက်လာတော့ကျွန်တော်မေးတော့ကျွန်တော်ဒါထွက်ပြီးဖြေရှင်းမိတာဖြစ်ပါတယ်ကိုဇော်ဝေးဖန်းခံလာမှာဖန်းခံလာတော့ကျွန်တော်မသိပါဘူးကျွန်တော်မသိပါဘူးကျွန်တော်တော့ဖုန်းဆက်ကြည့်လိုက်ပါသေးတယ်သို့တော်လည်းပဲအဲဆက်သွယ်မှုဧရိယာပြပါတော့ဖြစ်နေပါတယ်နော်နော်ကျွန်တော်တို့အပွင့်နေပြီးတော့အမှန်တမ်းတော်ကြီးကဲတွေကိုဒီလောက်ဆော့ကားနေလို့မဖမ်းနဲ့တော့ကျွန်တော်တို့အနေနဲ့အဲဒီတော့ တကယ်အားမလို့အများဖြစ်ခဲ့တယ်ဖမ်းလိုက်ပြီးတော့ဖမ်းပါဗျာဘာဖြစ်လဲဗျာသူ့အောင်ဖမ်းသူ့အောင်ခံပါဗျာသူ့လို့လို့သူခံရတာဘူးမှန်လာလို့တာမဟုတ်ဘူးဒါပဲဗျာကျွန်တော်ပြောချင်တာခင်ဗျအဲ့တော့ကျွန်တော်ပြောချင်တာခင်ဗျကြိုက်တဲ့ဒီဘေးလို့လို့ရတယ်ခင်ဗျတို့ကြိုက်ပါဆိုရင်လူရဲ့ကြိုက်တဲ့ post ကိုယူလာခဲ့နော်ကျွန်တော်ထောက်ပြမယ်ခင်ဗျတို့မှန်တယ်လို့ကျွန်တော်ထောက်ပြကျွန်တော်အဲ့မှာဒီဟာဒီဟာဒီဟာမားတယ်လို့ကျွန်တော်ထောက်ပြမယ်ကြိုက်တဲ့လူလာခဲ့ဗျာဒါပဲတော်ပြီ မင်းအောင်လိုင်းအပါဝင်စစ်တပ်အရာရှိကြီးများကိုဆဲဆိုခဲ့သည့်စစ်လော်ဘီဇော်ဘုံဟိန်ကိုစစ်ကောင်စီကပြန်လည်ဖမ်းဆီးမင်းအောင်လိုင်းအပါဝင်စစ်အရာရှိကြီးများကိုဆဲဆိုခဲ့သည့်စစ်လော်ဘီဇော်ဘုံဟိန်ကိုဆက်သွယ်ရေးဥပဒေတင်မောင်းခုမှုလက်နက်မှုလိုင်စင်မဲ့ကာယဝယ်မှုများဖြင့်စစ်ကောင်စီတပ်ကမေလ၂ရက်နေ့တွင် ပြန်လည်ဖမ်းဆီးလိုက်ကြောင်းပြည်ဦးလွင်ရဲ့အတိုင်းဝိုင်းထံမှသိရသည် ဖမ်းသွားတာကတော့တေချာတယ်ညှိနိုင်ပြီးပြန်ထွက်လာရင်တော့မပြောတတ်ဘူးဒါပေမဲ့ဒီတစ်ခေါက်တော့ညှိနိုင်ပြီးထွက်ဖို့တော့ခက်မဲ့တင်တယ်သူ့ကိုဆွဲထားတာကအမှုတွေများဟုရဲရင်မြစ်တစ်ခုကပြောသည်ရန်ကုန်တိုင်းတကုံမြို့တစ်တောင်ပိုင်းမြို့နယ်ရဲ့စခန်းတွင်ဆက်သွယ်ရေးဥပဒေပုံမှ66ခါဖြင့်မပတာနဲ့စစ်တပ်ထောက်ခံသူဒေါ်မိုးမိုးခိုင်ကမေလ9ရက်နေ့တွင် အမှုဖွင့်ခဲ့ကြောင်းဇော်ဘုံဟိန်ကပြင်းဤ Telegram Channel တွင်စစ်တပ်အရာရှိကြီးများကိုဝေဖန်မှုများဆက်လက်လှုပ်ဆောင်ခဲ့သည့်အတွက်စစ်တပ်ကဖမ်းဆီးသွားခဲ့ကြောင်းသိရသည့်စစ် lobby ဟန်ရင်းဦးကလည်းအောက်ခြေတပ်မတော်သားတွေကိုကူညီပေးသလိုလိုနဲ့ဟန်ပြလုပ်ပြပြီးအကြီးအကဲတွေကိုဖောင်းထုတ်လိုက်ဟိုလူဖောင်းထုတ်လိုက်သူနဲ့မတည့်တဲ့သူတွေကိုဖောင်းထုတ်လိုက်လုပ်ပြီးတက်တွင်းစီလုံးမှုပြပြအောင်လုပ်နေတာအထက်အောက်မရောမတည်မလေးစားအယုံကြည်မဲ့အောင် စိတ်တက်ကြအောင်လုပ်နေတဲ့အကွက်တွေပါဒီတိုင်းသာဆက်လွတ်ထားရင်တော့ဘာမှပြောစရာမရှိတော့ပါဟုမေလ31ရက်တွင်ရေးထားသည့်ဟန်ငင်းဦးဗညုမိုင်းဝေကိုတက်ဆသောစစ်တပ်ထောက်ခံစစ်လော်ဘီများကဥဆောင်၍အုပ်စုလိုက်တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်းလဲစစ်တပ်ထောက်ခံသူများအကြားပြောဆိုထားကြသည့်မုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နှင့်စကိုင်းမန္တလေးဒေသများသို့ကြောဆိုးဦးတစဉ်ဦးစောဘုံဟိန်စစ်လော်ဘီ၃ဦးတွဲတို့တွားရောက်ဝါဒဖြန့်မှုများပြုလုပ်ခဲ့ပြီးနောက်တွင်ဖမ်းဆီးခံရခြင်းဖြစ်သည် ဟုတ်လားတော့တည်ရအောင်ဟုတ်ပါတယ်အောင်မင်းပါဗျာအော်အဲကျေးဇူးပါဗျာအခုလိုမျိုးမှန်မှန်ကန်ကန်ဖြေကြောက်ရဲ့ပေါ့နော်ကျွန်တော်အခုကောင်းလေးဆိုတော့ပြောပါပါရနော်ကောင်းလေးဆိုတော့ပြောပါကျွန်တော်တို့တိတ်တိတ်ပို့တော့ပို့ရောဗျာကောင်းလေးထည့်နိုင်တယ်ဟုတ်ဗျာဟာဟာဘ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 ယ်လိုဖြစ်လို့လဲဘယ်လိုဖြစ်လို့လုပ်ပါအောင်သူ့အောင်သူ့ဆောင်နေကုန်တာအောင်မင်းနဲ့ပါတိုင်လို့လုပ်ပါအဲ့တော့ကျွန်တော်စိတ်ဝင်စားအောင်ဗျာဒီကခဏအောင်ကျွန်တော်ပြောချင်တာတော်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 ဟိုရှစ်တဲ့လူကခဏလောက်ရတယ်ဒီကခဏတော်တော်ဟိုနဲ့တော်တော်ကိုရက်ပြေးကြဟိုဘယ်သူကတက်မလို့ချစ်တာလဲလုပ်ပါအောင်ပြောပါအောင်ခဏကိုယ်စုံမွေးထောက်ပြနေရတယ်ခဏမကြောက်လို့ရခဏဒီစုံလို့ပဲမှာခဏ ဒီလိုလိုခက်ခဲလို့ပဲထောက်ပြနေတာလေဗျာတောင်းတော်ရလိုအပ်ချက်တွေထောက်ပြနေတာလေဗျာတောင်းတော်ချက်အော်တော်တော်ကိုကြည့်ကြပါမယ်ကျွန်တော်လည်းကျွန်တော်ပြောပြမယ်ကျွန်တော်သူ့နာမည်တော့တက်မပြောချင်ဘူးကြာเนาะကျွန်တော်ပြောပြမယ်အဲ့ဒီလူကလိုင်းပေါ်မှာပြောနေရတယ်ကျွန်တော်ကြားတယ်ခင်ဗျားတကယ်ကြီးအဲ့လူကိုတကယ်ထောက်ခံတယ်တကယ်ကြိုက်တယ်ဆိုရင်သူ့ရဲ့ post ကြီးကြိုက်တဲ့ post ယူလာခဲ့လိုက်ကြိုက်တဲ့ post ခင်ဗျားကျွန်တော်ကိုထောက်ပြလိုက်အဲ့ဒီ post နဲ့ပတ်သက်ပြီးတော့သူဟာတက်မတော်နဲ့ပြည်သူကိုတကယ်ချစ်မချစ်ကျွန်တော်နဲ့ခင်ဗျားနဲ့ဒီပဲကြိုက်တဲ့အချိန်လုံးလို့ရတယ်เนาะခင်ဗျားတယောက်တည်းမဟုတ်ကြိုက်တဲ့သူဗျာမြန်မာပြည်မှာရှိတဲ့လူအဲ့ဒီအဲ့ဒီဘဲကိုထောက်ခံတဲ့ကောင်ဘဲကောင်မဆို အဲ့ကောင်ပြောတဲ့ဟာတွေဟာတက်မတော်နဲ့ပြည်သူလူထုကိုအကျိုးပြုပါတယ်အမှန်တကယ်ချစ်တဲ့စိတ်နဲ့ပြောပါတယ်ဆိုတဲ့ post ကိုခဏတက်တက်ယူလာခဲ့ကျွန်တော်ကြက်တဲ့ဟာတွေကျွန်တော်ဒါမှမဟုတ်ဘလို့ဟောမလဲဟိုနေ debate လုပ်လို့ရတယ်နော် debate လုပ်လို့ရကျွန်တော်ပြောပြမယ်ဗျာတက်မတော်ကိုချစ်တယ်ဆိုတာကတက်မတော်ငါနဲ့ကင်တုတ်နေတယ်တောက်တုတ်နေလို့မရဘူးတော့ကျွန်တော်ပြောချင်တာအဲ့ဒါလို့ရှိရင်တက်မတော်ဟာရှမ်းမြောက်တစ်ခွက်တည်းမှာရွေးစစ်တိုက်နေတာပေါ့နော်ရှမ်းမြောက်မှာဘာကြောင့်မလို့ဒီကောင်တက်မတော်ကောင်လေးကိုဒီလိုဆဲနေရတယ်ရှမ်းမြောက်မှာဒီကောင်ကမောင်ခိုလန်းကျောင်းမှာဒီကောင်မောင်ခိုကူးနေတဲ့ကောင်လေးသူကရှမ်းမြောက်မှာတက်မတော်နိုင်နေကျင်တာမဟုတ်ဘူးမောင်ခိုလန်းကျောင်းပွင့်နေကျင်တာ တော်လူတယောက်ကိုကျွန်တော်အဲ့လိုမပြောချင်ဘူးကျွန်တော်တို့ကသတင်းဌာနဗျာဒီမှာနိုင်ငံတော်အစိုးရမှာ register တင်ပြီးလုပ်ထားတဲ့သတင်းဌာနကျွန်တော်သူ့နာမည်ကိုဘယ်တော့မှလည်းထည့်မပြောဘူးဘယ်တော့မှလည်းထည့်မပြောခန္ဓာလို့သိအောင်တွန်းတားလိုက်တကယ်တော့ तू ဟာဟုတ်လား तू ပြောလို့ तू ဟာစိတ်ကောင်းရှိပါတယ်လို့ဟုတ်လား तू ဟာဘာဖြစ်ပါလို့ညာဖြစ်ပါလို့ဆိုရင်ခင်ဗျားကျွန်တော်ပြောပြမယ်နော်ပြီးခဲ့တဲ့ရက်တုန်းကဆိုလို့ရှိရင်လည်းဟိုအမျိုးသမီးတယောက်နဲ့ပတ်သက်ပြီးကျွန်တော်ကိုနိုင်ပေါ်မှာနေမင်းကစားပြောတယ်အဲ့လိုပဲကျွန်တော်ဟိုပါတီယုံလို့လေပါတီယုံကြီးတစ်ခုလေးကနေပြီးတော့အဲ့ယုံနဲ့ကကျွန်တော်မထွက်ရင် ပါတီအိုက်ပါတီရောမဲမပေးပါဘူးသူလုပ်ခဲ့တယ်ပြီးတော့သူကဒီဘက်မှာကြတော့ပန်းတို့တွေအာသူ့လောက်လူတွေကိုချစ်တာတို့သူကလူတွေကိုဘယ်လိုတနာတတ်တာတို့เนาะကျွန်တော်ကျွန်တော်လူတယောက်ကိုကျွန်တော်မပြောဘူးမပြောဘူးဆိုဖွင့်နေပြောကျွန်တော်တို့ကသတင်းသမားသတင်းမဲလုပ်တတ်တာအဲ့လိုတွေလည်းမပြောတတ်ဘူးဒါဖွင့်နေပြောပြတာမှန်တယ်သူလည်းကျွန်တော်လည်းရာပြုတ်ကိုစိန်ခေါ်တဲ့အထိကျွန်တော်ရှိတယ်ကျွန်တော်ယောက်ျားလိုပဲကျွန်တော်ရှင်းတယ်စိန်ခေါ်တဲ့အထိအဆင့်အထိကျွန်တော်ရောက်ဘူးရဲ့ဒါပေမဲ့သူမိမဘာသူဖြစ်တယ်သူမိမဘာဖြစ်တယ်ဟုတ်လားသူဘယ်လိုဖြစ်တယ်ကျွန်တော်ဘာမှမပြောဘူးကျွန်တော်မိမအကြောင်းလေးနဲ့သူလျှောက်ပြောတယ်မောင်းကောက်ကပေါက်ခဲ့ရတယ်เนาะကျွန်တော်ပြောပြတာကျွန်တော်တို့ကတက်မလို့ချစ်တယ်ဆိုတာ တက်မလို့ဝေဖန်တယ်ဆိုတာကလူတိုင်းကဝေဖန်တတ်ဖို့လူတယ်တက်မလို့ကပွင့်နေပြောရတယ်မတတယ်မတရားသားရည်နဲ့ဖွဲ့စည်းထားတာနော်မတရားသားရည်နဲ့ဖွဲ့စည်းထားတဲ့အဖွဲ့စည်းဖြစ်တဲ့အတွက်အမှားရှိမှာပဲမှန်တယ်အဲ့ဒီအမှားကိုထောက်ပြတဲ့နေရာမှာထောက်ပြတတ်ဖို့လူတယ်ဗျနော်အပေါ်တက်ပြီးတော့လူကြီးတွေကိုဆဲတာထောက်ပြတာမဟုတ်ဘူးဗျနော်လူကြီးတွေဒီချိန်မှာပြောရရင်ကျွန်တော်တို့တိုင်းပြည်နဲ့တက်မလို့တို့ကပုံမှန်အခြေအနေမဟုတ်ဘူးအရာအားလုံးကိုတို့တွေအနေနဲ့ကြိုးစားပန်းကလုပ်နေရတဲ့အခြေအနေကျွန်တော်တို့ပြောချင်တာပါလဲဆိုတော့ကြိုက်တဲ့လူထောက်ပြလို့ရတယ်တက်မလို့ကသူ့ကိုလာဖားတာဘယ်မှမလဲဖားမခံဘူးခဏကြိုက်တဲ့လူဖားကြည့်ပါခဏဖားဖားကြည့်ပါ ကျွန်တော်တို့ကကြတော့ဘောမာတယ်လို့ဖားတယ်ကျွန်တော်ပြောတယ်ကျွန်တော်ဖားတာလည်းတော့မပါဘူးဘောမာလည်းမပါဘူးကျွန်တော်တခုတော့ရှိတယ်တချို့ကိစ္စတွေမှာတခြားလူတွေနဲ့အမြင်မတူတာရှိရှိနေကျွန်တော်ပြောချင်တာအမြင်မတူတာချင်းအမြင်မတူချင်းကမတူချင်းပဲเนาะအဲ့ဒါကဘောမာတာမဟုတ်ဘာလို့ကျွန်တော်တို့ကတို့နဲ့တချို့လူတွေနဲ့အမြင်မတူဘူးဆိုတာဟာကျွန်တော်တို့ရှိမှာတို့နဲ့မတူတဲ့အမြင်တွေရှိနေချင်းပဲကျွန်တော်ပြောချင်တာเนาะကျွန်တော်တို့ပြောချင်တာတက်မတော်ကလက်ရှိအနေထားမှာသူချက်ကိုချက်ရုံးနေတာအဲ့ချက်ကိုချက်ရုံးကန်နေတာကလည်းဘယ်သူတော့မှမဟုတ်တက်မတော်တော့လည်းပါတယ်ပြည်သူတော့လည်းပါကျွန်တော်ပြောချင်တာ တော်တို့ကြီးမှာတခြားနီးတက်မလို့ထောက်ပြလို့ရတဲ့နီးတွေအများကြီးရှိတယ်။တခြားပုံစံနဲ့တက်မလို့ထောက်ပြလို့ရတဲ့နီးအများကြီးရှိတယ်။ဒါကျွန်တော်ပြောချင်တာကျွန်တော်ပြောမှဒီဘောက်သူထောင်ဝင်ဝင်ရောမကလို့သူ့ဘောက်သူဘာပဲဖြစ်ဖြစ်ကျွန်တော်လည်းမဆိုင်ဘူးကျွန်တော်လူတယောက်ကျွန်တော်အဲ့လိုလေခေါင်းလည်းမထည့်ဘူးကြာသူ့ဘောက်သူဘာကြီးလည်းဖြစ်နေခင်ဗျားပြောမှကျွန်တော်သိတယ်နော်။ခင်ဗျားတို့လည်းကျွန်တော်ပြောချင်တာတက်မလို့ချစ်တယ်ချစ်တယ်ဆိုတာတက်မလို့ချစ်တက်ဖို့လူတယ်အဲ့ဒါကျွန်တော်ပြောတဲ့စကားမျိုးဘုကျော်အောင်ကပြောတဲ့စကားနော်တက်မလို့ချစ်တက်ဖို့လူတယ်ဆိုတာတစ်ချိန်လုံးကလည်းဘုကျော်အောင်ကလည်းဒီလိုပဲပြောခံရတာပဲနော်ဂျပန်နဲ့ပေါင်းလို့ဆိုဒီလိုပြောခံရတယ်အင်္ဂလိပ်ကိုအင်္ဂလိပ်နဲ့တော်ပေါင်းလို့လွတ်လပ်ရေးအင်္ဂလိပ်နဲ့ပေါင်းပြီးလို့ဆိုဒီလိုပဲပြောခံခဲ့ရတာပဲကျွန်တော်ပြောတာလက်ရှိမှာ ်မက်ဆီတက်ဖို့အကြီးကြီးတွေရတယ်သူတို့အပြောခံရခံရလိမ့်မယ်ဒါပေမဲ့အတိုင်းကြီးရေရှိကောင်းသားရဲ့အတွက်သူတို့ပြောရမယ်သူတို့တက်ထားတဲ့ပြင်ဆိုင်တွေသူတို့လုပ်ပေးနေတာကျွန်တော်တို့အဲ့ဒါကိုကျွန်တော်တို့သိရတယ်เนาะကျွန်တော်ပြောချင်တာတစ်ကဘိုးချုံဆန်းလုံးအောင်အင်္ဂလိပ်ကိုတိုက်တယ်ဂျပန်ကိုတိုက်တယ်ဒါပေမဲ့သူဂျပန်နဲ့လည်းပေါင်းတယ်အင်္ဂလိပ်နဲ့လည်းပေါင်းတယ်တစ်ကတိုင်းပြည်လွတ်လပ်ရေးရဖို့အဓိကအခုလက်ရှိတက်ဖို့အကြီးကြီးရေဆိုရတယ်ဟဲ့လားဒီကလာဒီ MND နဲ့ညှိတယ်လာရှိဟုတ်လားဒီတစ်ချက်ဒီတစ်ချက်မပေါ်တော့ပြန်ယူတယ်ဟော AA ဆိုလို့ရှိရင်လည်းဒီလိုပဲ AA ကဖိလာတယ်သူပြန်ရှော့ပေးလိုက်တယ်ဒီဘက်မှာဒီနေရာလည်းသူမရပုံနဲ့ဒီနဲ့ရောက်နေမှာသူတို့ရှိမှအနိမ့်မှရင်မဲ့ချက်က မြန်မာနိုင်ငံဒီမိုကရေစီရောက်ရမယ်မြန်မာလူမျိုးတွေဟာခွင့်ပြုတိုးတက်ရမယ်ဒီလက်ရှိနိုင်ငံတော်အကြီးအကဲရဲ့စိတ်ထဲမှာဒါပဲရှိတယ်လို့ကျွန်တော်နေသုံးသပ်တယ်အဲ့အတွက်ကိုကျွန်တော်ရဲ့စာချုပ်ကသုံးသပ်ချင်သုံးသပ်လို့ရတယ်ဒါပေမဲ့တခုလို့ရှိတယ်ဟာကျွန်တော်အနမတွေအမတွေဟာထားပါတော့ကျွန်တော်မိဘတွေကျွန်တော ਏ မိန်းမတွေနောက်ကျွန်တော်နေထိုင်တဲ့နေရာတွေပြောပြီးတော့ကိုယ်တိုင်ကြာမလို့ဘူးလေနော်နောက်ပြီးတော့တက်မတော်အကြီးအကဲတွေလည်းငါနဲ့ဆဲပြီးကိုယ်တိုင်ကြာမလို့ခင်ဗျားမဝေဖန်တဲ့ရင်ခင်ဗျားတို့လူပြောမဝေဖန်တဲ့လူပြောမဝေဖန်တဲ့မဝေဖန်တဲ့လူပြောကျွန်တော်တို့ကအဲ့လိုပြောတာမဝေဖန်တဲ့မဝေဖန်တဲ့လူပြောအမှန်နဲ့တို့နဲ့ကျွန်တော်ကြားမှာသဘောထားကိုယ်လည်းမဟုတ်ကျွန်တော်လက်ခံတယ်ငါနဲ့ကြိုက်လို့တော့ကျွန်တော်လက်မခံဘူး ်ငါနဲ့ကတူတော့လက်မခံဘူးခင်ဗျာကျွန်တော်ပြောပြမယ်အဝေးကြီးမပြောနဲ့နိုင်ငံတော်မှာရှိတဲ့တပ်မတော်အကြီးကြီးဆိုတာဟာအဲ့ပခုံးတော်အပွင့်နေကနော်လမ်းရွေးဝေလာတာမဟုတ်ဘူးကြာသူတို့ဘာလို့သူတို့လားဘူကြီးဘူမှုသူအဆင့်ဆင့်ဆင့်ကဲတာဝန်ထမ်းဆောင်ပြီးတော့မှာနော်နောက်ဆုံးရိုင်းရင်ပြောရင်မသိလို့ဒီနေအောင်ရောက်လာကြတယ်ခင်ဗျာအဲ့လိုလူမျိုးဆဲဝင်ပြောတယ်ခင်ဗျာအိမ်ဘေးကမိမယူနာမည်တက်ပြီးရင်ဆဲကြည့်လိုက်ဘူးခင်ဗျာဘလို့အပြစ်နဲ့ခံရမလဲဆိုတော့နော်ကျွန်တော်တို့အပွင့်နေပြီးတော့အမှန်လေတပ်မတော်အကြီးကြီးတွေကိုဒီလောက်ဆော့ကားနေလို့မဖမ်းနဲ့တော့ကျွန်တော်တို့အနေနဲ့အဲ့တော့ကတော့ တကယ်ကိုအမှုအမများဖြစ်ခဲ့တယ်ဖမ်းလိုက်ပြောဆိုဖမ်းပေါ့ဗျာဗာပဲလေဗျာသူ့အောင်ဖမ်းသူ့အောင်ခံပေါ့ဗျာသူ့လူလူသူခံရတာလူမှန်လာလို့တာမဟုတ်ဘူးဒါပဲဗျာကျွန်တော်ပြောချင်တာခင်ဗျအဲ့တော့ကျွန်တော်ပြောချင်တာခင်ဗျကြိုက်တဲ့ debate လို့လို့ရတယ်ခင်ဗျတို့ကြိုက်ပါဆိုလူရဲ့ကြိုက်တဲ့ post ကိုယူလာခဲ့နော်ကျွန်တော်ထောက်ပြမယ်ခင်ဗျတို့မှန်တယ်လို့ကျွန်တော်ထောက်ပြကျွန်တော်ကအဲ့မှာဒီဟာဒီဟာဒီဟာမားတယ်လို့ကျွန်တော်ထောက်ပြမယ်ကြိုက်တဲ့လူလာခဲ့ဗျာဒါပဲတော်ပြီဖတ်ခါတော့ဟုတ်လားဗျာဟောဘယ်လိုဖိဖတ်ခါလားတမဗျာဟိုပါဗောနည်းစစ်စစ်ပြန်ပြန်ခါလားဗောဟိုပါဗောဘယ်လိုဖိဘာကြောင့်အဲ့လိုတော့ကြားနေရတယ်တမဗျာအဲ့နဲ့ဘာပြောပြောဗော ်တန်ကောင်းနဲ့ပြောမှာတမပါဗျာစစ်တပ်ကဖမ်းတယ်စစ်တပ်ကဖမ်းတယ်စစ်တပ်ကဘာလို့လဲတစ်ဖက်ကမတင်တော့တိုက်လို့ရှိရင်တော့ဥပဒေမှာတော့လောရမှာပဲတမပါသူဘာမှုရောတော့မတီးလို့တော့ကိုယ်စောဝင်ကန်ကောင်းတာပေါ့အပြစ်မှာဆိုရင်ပြီးစီရီယက်ကဖမ်းသွားရင်ခေါင်းဆက်ခံရမယ်အတက်ခံရမယ်စစ်တပ်ကဖမ်းသွားရင်ဖမ်းကြောင်းလာလို့ဘာမှမရှိဘူးတမမဟုတ်လားတမပါဗျာအဲ့တော့ဆိုရဲကအကောင့်တစ်ခုပဲပြောရပါဒါတပိတော့လည်းရေရက်ခေတ်ဟာတုံ့တက်ပါတယ်တမ ူကအဲ့ဒီအဲ့လိုဆဲဆိုမိတာလေးတွေအများလာတယ်ပြောလို့ကြတော့ဒီလေးတခုချင်းကိုတုံ့တက်တာဟုတ်ပါဘူးအဲ့တော့ဘာတော့တော့စိတ်ကောင်းစိတ်မကောင်းရင်ကလွဲလို့ပေါ့ဒါနဲ့ကုသိုလ်ဘုန်းကြီးကအဆိုးတွေကဟိုကဟိုအဆိုးတွေကအကောင့်နဲ့တွေ့မကန်ကောင်းနဲ့တွေ့ရမှာဟုတ်ပါဘူးစစ်တပ်ကဖမ်းရင်စစ်တပ်ကဆောင်လိုက်ချာမှာဟုတ်ပါဘူး PDF ကဖမ်းရင်ရဲဆက်ဆက်တက်ရဲဆက်ဆက်လို့ဆိုတော့ PDF အန်ဒီရဲကတော့ကျင်းဝေးပါတာပေါ့ ကျွန်တော်မဟုတ်လားကျွန်တော်ဖန်တဲ့လူတွေတပြောတော့ကိုယ်ကတန်တဲ့တော်တော်သူတို့မှတကယ်ဦးတို့တော်တော်နိုင်နိုင်ရှိရဲတက်မလို့ဝိုင်းရထောက်ခိုင်းလို့ကိုတော်ညိုးမင်းတို့အများကြီးရှိရဲဟိုကနောင်တော်လေးတို့ဟိုကကိုအောင်မင်းတို့အများကြီးအများကြီးပါပဲဟိုနမ်ရာမစပိုက်တာစုတို့ဟိုကတော်မိုးတို့အများကြီးရှိရဲလူတွေဆိုလို့ရှိရဲအပြင်သွားရမလို့မလို့ဘူးလေဒီလေးရဲ့အန်ဒီရဲ့ကြောက်ရမှာအဲ့တော့ကိုတော်ဖုန်းရတာထောင်ထဲမှာတော့တကယ်လို့ထောင်ထဲရောက်ခဲ့ရဲလဲ ထောင်ထဲမှာတော့ဥစဉ်လဲနေခဲ့တယ်မြို့လဲနေခဲ့တာပဲမဟုတ်လားတမပါဗျာထောင်ထဲမှာတော့ဥစဉ်စီဆောင်လေးခိုင်းလိုက်ဟုတ်လားတမပါမနေ့ဆံကြိုလေးတော့လဲထောင်ထဲမှာပုံမှန်လာလို့ရှင်ကောင်းအောင်ဝင်လို့ရတယ်အနေသားလို့တမပါဆိုတော့ဥစဉ်စီထောင်ထဲမှာတော့အစီအစဉ်ကတ်မကြီးအသက်ရှိပူပြီးမှအသက်ရှိသွားတာပေါ့တမပါအသက်ရှိကြောင့်နီလန်ကောင်းနေထောင်ထဲမှာလုတ်ပေါ့တမပါဗျာဒါလည်းမတိကြသေးပါဘူးခေါ်ယူစစ်စစ်မင်းများနဲ့အဆင်မရှိသေးဘူးပြီးတော့ကြားလာတမပါပုံမှန်လေးပါပုံမှန်လေးပုံမှန်လေးမဆော်မချင်းရတော့ပြီးတော့လုံးနေကြောလို့ရတယ်ဟုတ်လားတမပါအဲ့ဒါပဲဟုတ်တယ်ဟုတ်တယ်ဥစဉ်နော်တမပါဥစဉ်စီမင်းများနဲ့တော့ပြီးတော့လုံးဒါတစ်ဆင့်ကြား